အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီကိုတင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့မိုးရသည်မှာရောင်းတဲ့အကျော်ဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစစင်တင်ဆက်သူအန်နာပါနေအစောကြီးမချတတ်ဘူးလားအဲ့ရနိုးတွေကတန့်ရှင်ရေးပဲလုံနေတယ်ကြည့်ရတော့ငါတို့မလေးကဒီပုံစံအတိုင်းဆိုလို့ရှင်တော့နားမလည်ဘူးနဲ့တူပါရဲသူ့ကိုဒီထပ်ပို့ပြီးတော့ဆုံးမပေးရလိမ့်မယ် တော်ပါတော့အတော်ရဲ့လောက်တော်မှာကျမအကြောင်းလေးကိုပြောနေအောင်ပါလေအခုလည်းအလုံးပြောတဲ့အတိုင်းကျမအလုပ်တွေကိုလုပ်နေရပါလေပြောလိုက်ရင်တော့ဒီပုံစံအတိုင်းကြီးပဲငါတို့ခိုင်းတာအကောင်လုပ်မယ်ပေါ့လေမနက်အစောကြီးထပြီးအလုပ်တွေအလုံးလုပ်ထားပါဆိုပြီးတော့ငါလေးကိုပြောထားလားမပြောထားဘူးလားအိမ်မှာရှိတဲ့တခြားမိသားစုဝင်တွေအိယာကမနိုးလာခင်မှာနဲ့အလုပ်တွေအလုံးပြီးနေရမယ်နားလေလားဟုတ်ကဲ့ဟုတ်ကဲ့နားလေးပါပြီအတော်ပြီးရင်တခါတည်းပြောလိုက်မယ်နော်အိမ်အလုပ်တွေအကောင်လုံးနဲ့ထမင်းဟင်းချက်ပြုတ်တဲ့အလုပ်ကိုနင်းပဲလုပ်တယ်ဆိုတော့ဘယ်သူမှမသိစေနဲ့ အေးဟုတ်တယ်အလုပ်တွေအကုန်လုံးကိုရောထမင်းဟင်းချက်ပြုတ်ကြကိုရောငါတို့နှစ်ယောက်ပဲလုပ်တယ်ဆိုပြီးရောအားလုံးပြောပြဟုတ်ကဲ့ဟုတ်ကဲ့ပါအကျော်ကောင်းပါပြီကပီသားရဲ့မိဘတွေကတော့ကွယ်လွန်သွားခဲ့ပါပြီသူကအခုချိန်မှာသူ့အဖိုးအိမ်မှာနေထိုင်နေကြရပါဦးလေးနှစ်ယောက်နဲ့အဖိုးဖြစ်သူကတော့သူ့ကိုတော်တော်လေးချစ်ကြပါတယ်ဒါပေမဲ့အတော်နှစ်ယောက်ဖြစ်တဲ့အန်ဂျူးနဲ့ဆန်ဂျူးတို့ကတော့သူမကိုအိမ်ကအလုပ်သမားလိုမျိုးပဲသဘောထားကြပါတယ်အိမ်မှာအလုပ်တွေအားလုံးသမားတယောက်ထဲလုပ်နေရပြီ အတော်ဖြစ်သူတွေကတော့နမဲကောင်းဝင်ယူကြပါရဲ့။သမင်းကစားလို့ကောင်းလိုက်တာချွေးမလေးရဲ့။ဟုတ်တယ်လေအဖေရဲ့ကျမကိုယ်တိုင်ချက်ထားတာ။ကပိသားရဲ့အတော်တွေကတော့အပြင်ကတစ်မျိုးစိတ်ထဲကတစ်မျိုးပါ။ကပိသားရဲ့အဖိုးနဲ့ဦးလေးတွေအရှိမဆိုရင်တော့ကပိသားကိုအရန်ချစ်ပြကြပါရဲ့။ဘယ်သူမှမရှိတဲ့အခါမျိုးမှာဆိုရင်တော့မိတွေထထောင်ပို့ဆိုးပါသေးတယ်။အိမ်မှာရှိတဲ့အလုပ်တွေအားလုံးကိုလည်းကပိသားတယောက်တည်းပဲလုပ်နေကြရပါရဲ့။ သူတို့ယောက်ျားတွေကတော့ကပီသားကိုပိုးဗီဒီယိုဆိုင်နေခဲ့တဲ့အခါမှာသူတို့မနာလို့ဖြစ်နေခဲ့ကြတာပါဒီမှာကြည့်ပါဦးမိမရဲ့ဒီလေဆွဲလေးဘယ်လိုလဲလှရမလားလှတာပေါ့ယောက်ျားရဲ့အတော်လေးကိုလှရနော်ဂျာနဲ့ရှင်ကျမအတော်ဒီလေဆွဲကိုဝယ်လာခဲ့ပေးရလားမင်းကလေဆွဲတွေဘာတွေဘာဖြစ်လို့လိုအပ်မှာလဲဒါကတော့ငါအရန်ချေရတဲ့ငါ့ရဲ့တူမလေးကပီသားအတွက်ယူလာခဲ့ပေးရပါသူ့အတွက်အခုခရေကစူးစောင်းထားပေးရတော့မယ်လေသူ့ကိုငါတို့ကောင်းမွန်တဲ့အိမ်မှာလက်ထပ်ပေးရမယ် ဒီစကားကိုကြားခဲ့ရတဲ့အခါမှာအန်ဂျူတော်တော်လေးကိုမနာလိုဖြစ်နေခဲ့ပါရည်။ဒီထက်ပိုပြီးတော့သူကသူရဲ့ကျုံမလေးအပေါ်မှာလည်းစိတ်ဆိုးတော်သာထွက်နေခဲ့ပါရည်။ဟွန်းကပီသားကပီသားနဲ့ဒီအိမ်မှာသူကအရာအားလုံးလား။သူဘာဖြစ်လို့မတည်သွားရတာလဲ။အန်ဂျူတယောက်တည်းမဟုတ်ပါဘူးဆန်ဂျူနဲ့အကျူကျူပါပဲ။ကပီသားအိမ်ကိုရောက်ရှိလာခဲ့တဲ့အချိန်ကစပြီးဒီအိမ်မှာသူတို့ကိုသူတို့တန်ဖိုးမရှိသလိုမျိုးခံစားနေခဲ့ကြရပါရည်။ ကပီသားကအလုပ်တွေအားလုံးကိုလုပ်ပေးရဲ့အပြင်အတော်နှစ်ယောက်လုံးကိုလည်းအမေလိုမျိုးချစ်ပေးမယ်သူတို့ကတော့ကပီသားကိုနည်းနည်းလေးမှမချစ်ကြပါဘူးဒီမှာကျမတို့ shopping ထွက်ချင်လို့ငွေတစ်တောင်းလောက်ပေးမင်းကလည်းကွာဘာဖြစ်နေရလဲငါမလို့အပ်တဲ့အသုံးစရိတ်တွေအကြွားပေးဖို့ပတ်စံမရှိဘူးငါ့ရဲ့အခြေအနေကိုလည်းနည်းနည်းပါးပါးလှည့်ကြည့်အောင်ငါတူမလေးကိုလည်းလက်ထပ်ပေးရအောင်မယ်အဲ့ဒီအကြွားငါပတ်စံလဲဆွရမယ်နေပါဦးရှင်ကတူမတူမနဲ့ဘလို့ဖြစ်နေရလဲရှင်တူမကရှင်အတွက်အရာအားလုံးလားကျမကရောရှင်အတွက်တန်ဖိုးမရှိတော့ဘူးလား ။အော်မင်းရလဲကွာဘာလို့ဒီလောက်တောင်ဒေါသတွေထွက်နေရလဲ။မင်း shopping ထွက်ချင်တယ်ဆိုလို့ရှင်လဲရော့ဒီမှာငွေ9000ယူသွားလိုက်နော်။ဒီပတ်စံနဲ့ပဲလောက်ငောက်အောင်ဝယ်လိုက်ပါတော့။ဒီစကားကိုကြားခဲ့ရတဲ့အခါမှာစံချိုးကလည်းသူ့တူမလေးကပီသားကိုဒေါသတွေအရှမ်းထွက်နေခဲ့ပါလေ။သူလည်းစိတ်ချေကောင်းနဲ့တနာစရာကောင်းတဲ့ကပီသားကိုချိန်စားတိုင်းနေခဲ့မိပါလေ။ဒီကောင်မငှအိမ်ကနေဘယ်တော့မှထွက်သွားမလဲမသိပါဘူး။သူအိမ်ကိုရောက်လာတဲ့အချိန်ကစပြီးငါတို့ဘယ်သူမှကောင်းကောင်းကိုမနေရဘူး။ ရက်တွေကုန်ဆုံးသွားခဲ့ပြီးတရမှာတော့မိုးရေသည်ထန်ဆွာရွာသွန်းနေခဲ့ပါတယ်။အတော်နှစ်ယောက်လုံးကတော့မိုးရွာနေတဲ့အချိန်မှာအကြောကြောစားပြီးဝမ်းသာပျော်ရွှင်နေခဲ့ကြပါတယ်။ခဏနေတော့ဒီနေရာကိုကပီသားရောက်ရှိလာခဲ့ပါတယ်။ကပီသားကိုတွေ့ရတဲ့အတော်နှစ်ယောက်လုံးကလည်းဒေါသတွေတအားကိုထွက်ကုန်ကြပါတယ်။ကြည်အောင်လာပြီ။သူတကယ်ပဲကျမတို့လက်ထဲကနေဘယ်တော့ထွက်သွားမလဲဆိုတာကိုပဲကျမတို့စောင့်နေမိရဲ့တိလား။ဟုတ်တယ်ဟုတ်တယ်။သူရောက်လာတဲ့အချိန်ကစပြီးဘယ်သူမှကျမတို့ကိုတံမိုးမထားကြတော့ဘူးကျမတို့ကိုလေးစားမှုလည်းမရှိကြဘူး ချင်းနိုင်မယ်ဆိုရင်တော့လေသူ့ကိုအိမ်ကနေတခါတည်းစောက်ကန်ပြီးတော့မောင်းထုတ်ပြလိုက်ချင်တယ်တိလားဟဲ့နင်ပြောတဲ့စကားမှန်တော့လေမှန်တယ်ငါလည်းသဘောကျတယ်ချင်းနိုင်မယ်ဆိုရင်တော့သူ့ကိုငါတို့တခါတည်းအိမ်ကနေမောင်းထုတ်ပြလိုက်ကြမလားပြီးရင်တော့သူရဲ့ဦးလေးရင်းနဲ့အဖို့ပြောလိုက်မယ်လေသူကတည့်ရောက်နဲ့ထွက်ပြေးသွားတယ်ဆိုပြီးတော့ဒီလိုတော့လေမလုပ်ပါနဲ့အတော်ရရဲ့ကျမကိုအလုတ်သမားလို့တတ်မှတ်ပြီးတော့ပဲဒီအိမ်မှာထားလို့ရပါတယ်ကျမပျော်ပျော်ရွှေရွှေနေမှာပေါ့ရှင်တော်စားမှာဟဲ့ပါဇက်ပိတ်ထားငါတို့အိမ်မှာနင်းလိုမျိုးအလုတ်သမားတယောက်ကိုမလို့ခြင်းဘူး နေုံတရနေချက်ချင်းမောင်းထုတ်ပြစ်မယ်။ဒီလိုနဲ့အတော်နေုံလုံးကလည်းမိုးရွာနေတဲ့အချိန်ကြီးမှာကပီသားကိုအိမ်ကနေမောင်းထုတ်ပြစ်ခဲ့ကြပါရဲ့။တနားစရာကောင်းတဲ့ကပီသားကလည်းအတော်ရီမောင်းထုတ်လိုက်တဲ့အတွက်အိမ်ကနေမတတာပဲထွက်လာခဲ့ရပါရဲ့။မိုးရီရွာနေတဲ့နေရာမှာသူမလျှောက်သွားနေရင်သွားနေတဲ့အိမ်တိုင်အရှိကိုရောက်ရှိလာခဲ့ပါရဲ့။ကပီသားလည်းမိုးရီအရန်ကိုရွာလုံးနေတဲ့အတွက်ရှေ့ဆက်မသွားနိုင်တော့တဲ့အခါအိမ်အရှိမှခဏလေးသွားထိုင်ခဲ့ပါရဲ့။ညနေစောင်းနေခဲ့ပါပြီ။မိုးလည်းတိတ်သွားပါပြီ။ ဘန်စီဆိုတဲ့သူကတော့လှဲလေးတော်မီဒီနေရာကနေဖြတ်သွားခဲ့ပါတယ်။ဘန်စီကလည်းလှဲကိုနေရာမှာထားပြီးနောက်မှာတော့အိမ်ထဲဝင်လာတဲ့အချိန်သူ့ရဲ့အရှိမထိုင်းငိုနေတဲ့ကပီတောကိုတွေ့ခဲ့ရတဲ့အခါမှာတော့မေးလိုက်ပါတယ်။ဟဲ့နေရာဘယ်သူလဲ။ဘာဖြစ်လို့ငါ့ရဲ့အရှိမထိုင်းပြီးတော့ငိုနေရတာလဲ။ကပီတောလည်းငိုနေရင်းနဲ့ဘန်စီကိုသူ့ရဲ့ဖြစ်ဖြစ်ကြုံတွေ့ခဲ့ရတဲ့ကိစ္စတွေအားလုံးအမှန်အတိုင်းပြောပြခဲ့ပါတယ်။ဘန်စီလက်ကပီတာရဲ့အကြောင်းတွေကိုကြားပြီးနောက်မှာတော့သူမကိုတတော်လေးတနာသွားခဲ့ပါတယ်။ဒီမှာငါကတော့စင်းရဲတဲ့အကြော်တဲ့တယောက်ပဲငါအကြော်လိုက်ရောင်းနေသူလေ တကယ်လို့နေမသာနေစရာမရှိဘူးဆိုရင်တော့ငါအိမ်မှာငါနဲ့အတူတူနေလို့ရပါတယ်။အိမ်မှာငါနဲ့အတူတူနေနေတဲ့ငါ့ရဲ့အမေလည်းရှိတယ်။ဟုတ်ပြီဟုတ်ပြီ။ရှင်ကျမကိုလက်ခံလဲဆိုရင်တော့ကျေးဇူးတင်ပါတယ်။ကျမရှင်ရဲ့အိမ်မှာပဲနေရောမယ်။ကျမရဲ့ရက်ဆက်ရုံမာတဲ့အတော်လေးစီကိုတော့ကျမဘယ်တော့မှပြန်မသွားတော့ဘူး။တပိသားလည်းအရင်နေ့ကစပြီးဗန်စီနဲ့သူ့ရဲ့အမေနဲ့အတူတူပဲနေထိုင်ခဲ့ပါတယ်။မိုးရသည်ဖြစ်ပါတယ်။ဗန်စီအကြော်ရောင်းဖို့အတွက်သွားတဲ့အခါတိုင်းကပိသားကလည်းအတူတူလိုက်သွားခဲ့ပါတယ်။မင်းကလည်းကွာငါနဲ့အတူတူလိုက်ပြီးတော့ဘာလို့မလို့လဲ။ ရှင်အကြော်ရောင်းတဲ့အခါကျရင်တော့ကျမဝိုင်းကူညီပေးမယ်လေအေးဟုတ်ပြီလေမင်းငါ့ဝိုင်းကူညီပေးခြင်းနဲ့ဆိုလို့ရှင်တော့လိုက်ခဲ့ပေါ့ငါအဆင်ပြေပါတယ်မွေးရတီကြီးမှာလူတိုင်းကတော့အကြော်ပူပူလေးစားခြင်းကြပါတယ်အနီးဘက်ဝင်ခြင်းမှာရှိတဲ့အကြော်ဆိုင်တွေအားလုံးစီမှာလူတွေကကြိတ်ကြိတ်တိုးဝဲစားနေခဲ့ကြပါတယ်ကပီသားကလည်းဗန်စီရဲ့ဘေးနားမှာရှက်နေခဲ့ပြီးဝဲသူတွေကိုအော်ခေါ်လိုက်ပါတော့တယ်။လာကြပါလာကြပါအကျော်ပူပူလေးရမယ်။မွေးရတီမှာစားရတဲ့အကျော်ရဲ့အရာသားကဘလောက်ကောင်းလဲဆိုတာလာစားကြည့်လိုက်ပါဦး။ ဒီမှာအကြော်ဆောင်ရတယ်နော်ကြက်တုံကြော်အာလူကြော်ငရုတ်တီးကြော်အရွက်ဆုံကြော်ရတယ်။လာကြပါလာကြပါ20ဘူ30ဘူလာစားကြပါဦး။သူရဲ့တန်ကိုကြားခဲ့ရတဲ့အခါမှာဝဲသူတွေရောက်ရှိလာခဲ့ကြပါရဲ့။ကျွန်တော်ကလည်း10ကြက်ဘူလောက်ထည့်ပေးပါအောင်ကြက်တုံကြော်။ကျွန်တော်အရွက်ကြော်စားခြင်းနဲ့20ဘူထည့်ပေးပါ။အခုလိုမိုးရသည်မှာအကြော်စားရတာတကယ်အရသာရှိလိုက်တာ။ဘန်စီနဲ့အတူတူအကြော်ရောင်းနေရင်လည်းကပီသားကတော့တခုကိုတတိထားမိခဲ့ပါရဲ့။ အခြားအကျော်ဆိုင်တွေထပ်စားလို့ရှင်တော့ဘန်စီရဲ့ဆိုင်မှာအကျော်လာစားတဲ့သူကတော်တော်လေးနေပါလေ။ဒါကြောင့်ကပီသားကလည်းပြောလိုက်ပါလေ။ကျမတို့ဆိုင်နဲ့တခြားဆိုင်တွေနဲ့စားလို့ရှင်တော့ကျမတို့ဆိုင်ဝဲသူအတော်လေးနေတယ်။ဘာဖြစ်လို့များအခုလိုဖြစ်နေရတာလဲဘန်စီရဲ့။ဒါတော့ဘလို့ပြောရမလဲဝဲသူတွေရဲ့ဆာနာအတိုင်းပဲပေါ့။သူတို့ဝဲခြင်းတဲ့နေရာမှာတွားဝဲကြလိမ့်မယ်။ဒါပေမဲ့မနှက်ဖြန်ကစပြီးကျမတို့ဆိုင်ကအကျော်တွေကိုပဲအားလုံးစားကြလိမ့်မယ်တိလား။ဘလို့လဲ။မင်းကအကျော်တွေကိုဘာတွေများလုံးမလို့လဲ။ ။အေးဟုတ်တယ်ရှင်အဲ့လိုလေပြောလို့ရပါတယ်။ကျမမှော့အစွမ်းတွေနဲ့လုံမယ်ဆိုပြီးတော့လေရှင်သတ်မှတ်ထားလိုက်ပေါ့။နက်ဖြန်ကစပြီးကျမအကြော်ရင်းနဲ့အတူတူလက်ဖေးလေးရောင်းမယ်။ဒါဆိုရင်တော့ဝဲသူတွေပျော်ရွှင်ဝမ်းသာသွားကြလိမ့်မယ်။နောက်နေ့မှကပီသားကလည်းသူမကိုယ်တိုင်အကြော်ရီကိုကြော်ခဲ့ပါရီ။ဝမ်စီကတော့လက်ဖေးအိုတဲပြီးလက်ဖေးဖြော်နေခဲ့ပါရီ။တကယ်ပါပဲဝဲသူတွေအများကြီးတိုးလာခဲ့ပါရီ။ကောင်းလိုက်တာကောင်းလိုက်တာမိုးရသည်မှာအကြော်နဲ့လက်ဖေးတွေတွေ့ရောက်တဲ့ဆိုင်ကဒီဆိုင်ပဲရှိသေးတယ်။ ဒါဆိုရင်တော့ကျွန်တော်ကိုအကြော်ပေးပါလဖေးတစ်ခွက်လည်းပေး။ဘာအကြော်ပေးရမလဲဒီဆိုင်မှာအကောင်းဆုံးရုပ်သေးကြော်ထည့်ပေးရမလား။ဟုတ်ပြီဟုတ်ပြီအဲ့ဒါပဲထည့်ပေးလိုက်လေ။ဗန်စီရှိကိုရောက်လာခဲ့ပြီးနောက်မှာတော့ကပီသားရဲ့ဘဝတစ်ခုလုံးပြောင်းလဲသွားခဲ့ပါရဲ့။ကပီသားတယောက်ဒီမော်နီရတာအရန်ကိုဝမ်းသာပြောရွှင်နေခဲ့ပါပြီ။သူ့ကိုနှိမ့်ဆက်တဲ့သူ့ရဲ့အတော်တွေကိုလည်းသူမဘယ်တော့မှထပ်ပြီးသတိမရတော့ပါဘူး။ဒါပေမဲ့သူ့ကိုအရန်ချစ်တဲ့သူ့ရဲ့ဦးလေးတွေနဲ့အဖိုးကိုတတိယရတဲ့ခါတိုင်းမှာတော့သူမငိုပဲငိုနေခဲ့ပါရဲ့ ငါရဲ့ဦးလေးတွေနဲ့အဖိုးငါအကြောင်းဘာတွေတွဲနေကြမလဲမသိဘူးနော်ဖြစ်နိုင်မယ်ဆိုရင်တော့တို့နဲ့သွားတွဲချင်လိုက်တာဒါပေမဲ့အတော်တွေရှိနေသရွေဘယ်တော့မှမသွားဘူးအချိန်တွေကုံဆုံးသွားခဲ့ပြီနှစ်ယောက်သားရဲ့အောင်မြင်မှုကတော့အမခံပါပဲအကြော်ဆိုင်လေးကနေအခုဆိုရင်တော့တို့စားတောက်ဆိုင်ဖွင့်လိုက်ခဲ့ကြပါပြီတို့စားတောက်ဆိုင်လေးကတင်းငယ်လုံးနဲ့ဆိုပေမဲ့တန့်ရှင်းတိုက်ရက်လုံးပါလေလူတွေကလည်းတို့ဆိုင်မှာအကြော်စားဖို့အတွက်အဝေးကြီးကနေလာတက်ကြပါလေတရမှာတော့ကပိသားရဲ့ဦးလေးဖြစ်သူဒီဆိုင်ရှိကဖြတ်သွားနေရင်လည်းတွေးလိုက်ပါလေ ဗန်စီကပီတာစားတော့ဆိုင်နဲ့ငါတို့တူမလေးကပီတာများလားမသိဘူးတကယ်ပဲသူ့တူမလေးကိုတွေ့ကြရတဲ့အခါမှာဦးလေးလည်းအံ့အားတင်သွားခဲ့ပါတယ်ကပီတာလည်းသူ့ဦးလေးကိုတွေ့ရနဲ့ငိုပြီးတော့ဖတ်ထားခဲ့ပါတယ်ဒီနောက်ဗန်စီကိုကြည့်ပြီးပြောလိုက်ပါတယ်ကပီတာနင်ဒီကောင်လေးအတွက်နဲ့ငါတို့အားလုံးကိုထားပြီးထွက်သွားခဲ့ရဟုတ်လားနင်သာသူ့ကိုသဘောကျတယ်လို့ပြောရင်တော့ငါတို့ကျင်းတယ်ပေါ့သူနဲ့နင်ကိုလက်ထပ်ပေးမှာပဲဘာဖြစ်လို့များအိမ်ကနေထွက်ပြေးသွားရတာလဲဘာတွေပြောနေရလဲဦးလေးရဲ့ဒါကသမီးကိုအကူအညီပေးခဲ့တဲ့ဗန်စီပါ တမီးဘယ်သူနဲ့မှထွက်ပြေးသွားခဲ့ရမှာမဟုတ်ဘူး။တမီးတို့အတော်နှစ်ယောက်လုံးကအိမ်ကနေမိုးရွာနေတဲ့အချိန်ကြီးမောင်းထုတ်ပြစ်ခဲ့ကြတာ။ဒီနောက်မှာတော့ကပီသားကလည်းအမှန်တရားတွေအားလုံးဦးလေးဖြစ်သူကိုပြောပြခဲ့ပါရီ။ဒီအချိန်မှာသူကလည်းအန်ဂျူနဲ့ဆန်ဂျူတို့နှစ်ယောက်လုံးကိုဒေါ်သားတွေထွက်သွားခဲ့ပါရီ။ဒီနောက်ဦးလေးနှစ်ယောက်လုံးကလည်းသူတို့မိန်းမတွေကိုအိမ်ကနေမောင်းထုတ်ပြစ်ဖို့အတွက်ဆုံးဖြတ်ခဲ့ကြပါရီ။ကြပါမယ်အတော်တွေကလည်းသူတို့အမားတွေအားလုံးအတွက်နောင်တရနေခဲ့တဲ့အခါမှာဦးလေးတွေကလည်းခွင်လှုပ်ပေးလိုက်ပါတယ်ဒီနောက်မှာတော့အားလုံးကလည်းကပီသားနဲ့ဘန်စီကိုပဲလက်ထပ်ပေးခဲ့ကြပါတယ် နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံပြင်လေးကတော့အချင်းမတစ္ဆောက်ဖောက်ခံလိုက်ရတူမင်းကလေးဆိုတဲ့ပုံပြင်ပဲဖြစ်ပါတယ်။ကဲလာတို့ပေါ့နေငါနဲ့အတူတူလိုက်ခဲ့ဒီမကောင်းတဲ့နေရာကနေပြီးတော့ငါမင်းကိုဆွဲခေါ်သွားပေးမယ်။ဒီနေရာမှာမင်းကိုဘယ်သူမှလေးစားတန်ဖိုးထားကြမှာမဟုတ်ဘူး။ငါမင်းကိုကောင်းမွန်တဲ့နေရာတစ်ခုစီကိုခေါ်သွားပေးမယ်။ဒီမကောင်းတဲ့နေရာကြီးမှာငါမင်းကိုထပ်ပြီးတော့နေခွင့်မပေးနိုင်တော့ဘူး။သူကလည်းလက်ကိုလှုပ်ချပြီးတော့ပြောလိုက်ပါတယ်။မဟုတ်ဘူးနော်။ကျမတို့အတွက်ဒီနေရာကအသင့်တော်ဆုံးပဲ။ ကျမလိုမျိုးပြည်တဲ့စားတယောက်တည်းဘာသိခါမှမရှိတော့ဘူး။အဲ့ဒါကြောင့်ရှင်ကျမကိုထားခဲ့ပြီးတော့ထွက်သွားပါတော့။ဒါဆိုရင်မင်းကကို့မယုံဘူးလား။မင်းငေါ့မယုံဘူးဟုတ်တယ်မလား။ကောင်းပြီလေ။မင်းငေါ့မယုံဘူးဆိုလို့ရှင်လေကို့ဟောက်ကိုတတ်သိရုံပဲရှိတော့တယ်။အဲ့ဒီခါကျရင်တော့မင်းငေါ့ယုံသွားမယ်မဟုတ်လား။ငါမင်းကိုဘလောက်တောင်မှချစ်လိုက်တယ်လဲဆိုတာကိုရောမင်းသိရဲ့လား။ရူပါကလည်းရော်နက်ရဲ့လက်ထဲကဓာတ်ကိုဆွဲယူပြီးနောက်လှုပ်ပြလိုက်ပါရီ။သူရော်နက်ကိုဖတ်ထားခဲ့ပြီးနောက်မှာတော့ပြောလိုက်ပါရီ။ ကျမရှင့်ကိုကိုဟောက်ကိုထပ်ပို့ပြီးရရှုံပါရယ်။ကျမလောကကြီးမှာရှိတဲ့သူတွေအကုန်လုံးကိုကြောက်တယ်။ကျမတာမန်ဘဝတစ်ခုကိုရနိုင်ပါမလားရှင်။ကျမဒီကနေပြီးတော့ထွက်လာရင်တော့ဒီမှာရှိတဲ့တကားပေါက်တွေအကုန်လုံးကျမအတွက်အမြဲအတွက်ပိတ်သွားလိမ့်မယ်။ရှင်ကျမကိုလက်ထပ်ပါလား။ပဝင်းချင်းကသူတွေအကုန်လုံးကိုရောကျမလိုမိန်းမတယောက်ကရှင်ရဲ့အမျိုးသမီးဖြစ်ပါတယ်ဆိုပြီးတော့ပြောနိုင်ပါလား။ဘာဖြစ်လို့မပြောနိုင်ရမှာလဲ။ငါမင်းကိုဘလောက်ကြောင်မှချစ်လိုက်တယ်လဲဆိုတာကိုရောသိရလား။ ကဲကဲကဲဒါဆိုရင်တော့မင်းရဲ့အဝတ်အစားတွေအားလုံးကိုချက်ချင်းသိမ်းလိုက်တော့မင်းမရှိတဲ့ပတ်စံတွေလက်ဝဲလက်စားတွေဈေးကြီးတဲ့တံမိုးရှိတဲ့ပစ္စည်းတွေအကုန်လုံးကိုလည်းတခါတည်းထုတ်ပို့ထားလိုက်တော့နော်ငါတို့အခုချိန်မှာဒုက္ခနဲ့နေရအောင်ပါဆိုတော့ဒီပစ္စည်းတွေကငါတို့အတွက်အသုံးဝင်လိမ့်မယ်မင်းအားလုံးကိုပြင်ဆင်ပြီးရင်ထွက်လာခဲ့တိုင်းဒီအိမ်ရဲ့အောက်မှာပဲငါမင်းကိုစောင့်နေမယ်ဟုတ်ပြီလားရော်နက်ကတော့ဒီမင်းကလေးကို အချက်မှာလုံးဝကမ်းနေအောင်လို့အယုံသွင်းထားလိုက်ပါတယ်ငငယ်လေးကလေးကချက်ချင်းမြတ်တော့အတွက် ဆာလောင်မသိနေခဲ့ရတဲ့ဒီမိန်ကလေးကတော့ချစ်သူစီကချစ်ချင်းမြတာကိုအပြေအဝရရှိခဲ့တဲ့အခါမှာတော့အရာအားလုံးကိုမမြင်နိုင်တော့ပါဘူး။သူမကလည်းအရာအားလုံးကိုလိုချင်လို့နေခဲ့ပါရဲ့။သူကလည်းသူ့ရဲ့ချစ်သူရောနက်နဲ့အတူတူတအိုးတိတ်ထောင်ပြီးအိမ်အောင်ပြို့ဖို့အတွက်ကိုလည်းစဉ်းစားနေခဲ့ပါရဲ့။သူမရဲ့အိမ်မက်တွေအားလုံးကအခုဆိုရင်တိတ်မကြခင်အမှန်တကယ်ဖြစ်လာတော့မှာပါ။သူမဘဝအစဉ်အမှန်မှာအသက်ရှင်ဖို့အတွက်လုံးဝယုံကြည်ချက်အပြည့်ပါပဲ။ညနေပိုင်းထုံးနေခဲ့တဲ့အချိန်မှာရောနက်ကတော့နှုတ်ပိုးကိုခေါ်ဖို့အတွက်စောင့်နေခဲ့ပါရဲ့။ လေဘက်လီယန်လုံးတိတ်ဆိတ်၆ကန်နေခဲ့ပါတယ်ညရန်ကုန်မိုးချုံနေခဲ့တဲ့အတွက်အတန်ပလန်တွေကလည်းစိတ်ငြိမ်နေပါတယ်လုံချုံရဲ့အဆောက်ကိုတိုင်းတော်မှအိမ်ပေါ်ကျနေခဲ့ပါတယ်ခွေးဟောင်းတန်းတွေနဲ့ပိုးကောင်းနေရဲ့အော်တန်းကလွယ်လို့ဘာအတန်မှမကြားရပါဘူးနပိုကသူ့ရဲ့ပစ္စည်းတွေအပြည့်ထည့်ထားတဲ့အိမ်နဲ့အိတ်ကိုအောက်ကိုပြစ်ချပြီးနောက်မှာတော့သူမကိုယ်တိုင်ကျိုးနဲ့အောက်ကိုဆင်းလာခဲ့လိုက်ပါတယ်အခုဆိုရင်တော့သူမလုံးဝကိုလျှောက်သွားခဲ့ပါပြီ အရင်တုန်းကတမိုင်းဘွားမှာဒီလောက်ထိပြောရွှဲစရာကောင်းတဲ့အချိန်ခါမျိုးဘယ်တော့ကမှမခံစားကြရဘူးပါဘူးဒါနဲ့ရောနက်ကြီးကျမတို့အခုဘယ်လိုသွားကြမှာလဲငါတို့အခုချက်စင်ဘူရာယုံကိုသွားကြမယ်နော်အရိကနေပြီးတော့ငါတို့တခြားတမျိုးကိုတခြားလည်းသွားကြတာပေါ့နှစ်ယောက်တော့ဘူရာယုံကိုသွားပြီးနောက်မှာတော့ယထာလမဖြက်ယထာပေါ်တက်ခဲကြပါရီလူပိုးကတော့အရာအားလုံးအတွက်စိတ်အေးတတရာရနေခဲ့ပါရီသူမရဲ့ဘွားမှာရောက်ရှိလာခဲ့မယ်ပျော်ရွှင်စရာကောင်းတဲ့နေ့ရက်တွေအတွက်စိတ်ကူးနေရင်သူမအရှမ်းကိုဝမ်းသာပျော်ရွှင်နေခဲ့ပါရီ မနက်၄နာရီထိုးသွားခဲ့ပါပြီ။အခုကျမရဲ့ဒီရိုက်တွေအကုန်လုံးကိုရှင်ခဏတေချာလေးကြည့်ထားပြီနော်။ကျမတညလုံးထိုင်နေရဆိုတော့အခုအတော်လေးကိုအိမ်ငိုက်နေပြီအိတ်တော့မယ်။အော်မင်းရလေကွာဒီလိုပြောစရာလား။ငါတရအောင်လုံးရှိနေရဲ့သားနဲ့မင်းဘော်ရီများတလောက်ကြာမှစောရင်ပူပန်နေရတာလေမင်းအိမ်ငိုက်တယ်ဆိုလို့ရှင်တော့အေးအေးဆေးဆေးအိမ်လိုက်တော့နော်သူမနှစ်ပေါင်းများစွာကြာပြီးရဲ့နောက်မှာမှစိတ်အေးလက်အေးနဲ့အိမ်ပေါ်ကြာသွားခဲ့ပါရဲ့အချိန်ခဏကြာမြင့်သွားခဲ့တဲ့အခါမှာတော့နောက်ထပ်ဘူရာယုံတစ်ခုကိုရောက်ရှိလာခဲ့ပါရဲ့ ။နူပိုးကတော့စိတ်အေးတသားစွာနဲ့နှင်းနှင်းကြတိုက်အိပ်ပျော်နေရကိုရော်နက်ကြည့်နေခဲ့ပါရဲ့။သူလည်းအိမ်ကအိမ်လုံးကိုယူပြီးအသားလေးရထားပေါ်ကဆင်းသွားခဲ့ပါတော့ရဲ့။မနက်၈နာရီထိုးသွားခဲ့တဲ့အခါမှာရထားလက်မစစ်ကအတန်လာပေးလိုက်ပါရဲ့။ကဲကဲကဲမိန်ကလေးရေထထထထတော့လေ။ဘူရာယုံကိုရောက်နေပြီ။ရထားတွဲပေါ်မှာဘယ်သူမှမကြမ်းတော့ဘူးအားလုံးဆင်းသွားကြပြီ။နေရဘဲသူလဲရထားလက်မှတ်ကောပါရဲ့လားငါ့ကိုရထားလက်မှတ်ပြပါဦးဒါနဲ့နေဘဲကိုသွားချင်တာလဲ ။နှစ်ပိုးကလည်းထူထူဆဆန်ပဲလေးဘက်လေးရန်လုံးကိုကြည့်လိုက်ပါရီ။သူ့ရဲ့ရီစာရောနာကိုလည်းသူရှာလို့မတွေ့တော့တယ်လို့မျိုးသူ့ရဲ့ပစ္စည်းတွေနဲ့အိတ်နဲ့အိတ်လုံးကိုလည်းသူမှမတွေ့တော့ပါဘူး။ဒါကြောင့်သူမအတန်တတိုးလေးနဲ့ပြောလိုက်ပါရီ။အာရထားလမကကကျမဝယ်ထားပါရီရောနက်စီမှာရှိလိမ့်မယ်။သူ့ဘယ်ကိုသွားနေရလဲမသိဘူးခဏနေလို့ရှင်တော့ပြန်လာခဲလိမ့်မယ်။ဒါနဲ့ကျမရဲ့အိတ်တွေကဘယ်ကိုရောက်သွားတာလဲ။ကျမရဲ့အိတ်တွေလည်းဒီမှာမရှိတော့ပါလား။ကြည့်ရတာကမင်းအိမ်ကနေထွက်ပြေးလာတာနဲ့တူတယ်။တူကတော့မင်းကိုလိမ့်လဲလှည့်ဖျားပြီးထွက်ပြေးသွားပြီ။ ကဲဘာမှပြောလို့မနေတော့နဲ့သူဘယ်တော့မှပြန်လာမှာမဟုတ်တော့ဘူးဂျာနဲ့အမေကိုကြည့်ရတာဘာမှလည်းမရှိဘူးဘယ်ကိုသွားချင်တာလဲနူပိုးကတော့တတော်လေးကိုစိတ်ပြတ်သွားခဲ့ပါတယ်သူမဘာလို့လို့ဘာကိုင်းရှာမှန်တကယ်မသိရောပါဘူးသူမလုံးဝမျောလဲကြမဲ့သွားခဲ့တဲ့အချိန်မှလည်းကိုကကိုပြန်လဲထိန်းနေရင်းနဲ့ပြောလိုက်ပါတယ်ကျမရှမ်ပူးဆိုတဲ့မျိုးကိုသွားမလို့ပါအယူမအဲ့လိုမျိုးဆိုတာရှိကောမရှိဘူးသူကနေကိုလိမ့်လေလှဲ့ဖျားပြီးတော့ဖတ်သွားပြီကဲကဲကဲထားထား ဘာလက်မမပြောင်းမနေတော့နဲ့ရထားပေါ်ကနေအမြန်ဆုံးဆင်းမဟုတ်လို့ရှိရင်တော့ငါအလုပ်ပြုတ်လိုက်မယ်။နပေါ်ကလည်းစိတ်ပြက်လက်ပြက်နဲ့ရထားပေါ်ကဆင်းသွားခဲ့ပါရဲ့။သူမရဲ့ပြစ်စီတွေကိုသူမဆုံးရှုံးခရရတဲ့အတွက်ဝမ်းမနေပါဘူး။သူမဝမ်းထဲနေခဲ့တာကတော့ Ronald သူမကိုတစ္ဆာဖောက်သွားခဲ့တဲ့အတွက်ကြောင့်ပါပဲ။သူမကိုအိမ်မက်တွေအများကြီးမှတ်ခိုင်းပြီးတော့မှအခုလိုမျိုးတစ္ဆာစီဖြစ်သွားအောင်ရိုက်ချုပ်ပစ်ခဲ့တာပါ။အရာအလုံးကတခဏအတွင်းမှာပဲကြိုးကြီးပြက်စီသွားခဲ့ရပါပြီ။သူမငိုပဲငိုနေခဲ့ပါရဲ့။သူမစီမှာဘာတခုမှမကြမ်းတော့ပါဘူး။ ပတ်စာလည်းမရှိအဝတ်စားလည်းမရှိအရာအားလုံးကိုဆုံးရှုံးခဲ့ရပါတယ်။သူမနေခဲ့တဲ့နေရာကိုလည်းပြန်သွားလို့မရပါဘူးရှေ့ဆက်ပြီးတော့လည်းသူမဘယ်ကိုသွားရမှာလဲ။သူမလည်းဟိုဟိုဒီဒီသွားနေနေနောက်ဆုံးမှာတော့ဖခင်အကြောင်းတစ်ခုရဲ့လေကားတင်မှာသွားထိုင်နေခဲ့ပါတယ်။အော်ဖခင်သခင်ရဲ့ကျွန်မအခုဘယ်ကိုသွားပြီးတော့ဘာလုပ်ရမှာလဲ။ဂုံသိက္ခာမရှိတဲ့အလုံးဆိုပေမဲ့နေထိုင်ဖို့အတွက်နေရာတစ်ခုတော့ကျွန်မမှာရှိနေခဲ့။အခုအရှင်ကကျွန်မစီကဒါကိုလည်းလူယူလိုက်ပြီလား။ပြောနေတယ်သူမမျက်ရည်တွေစီးကြလာခဲ့ပါတယ်။ ဘုရားကျောင်းကိုသွားနေကြတဲ့သူတွေကတမကိုစွန်းတွေကိုပေးသွားခဲ့ကြပါရဲ့ညနေ၄နာရီချိုးနေခဲ့ပါပြီတမဘိုက်တွေတအားကိုစားလောင်နေခဲ့ပါရဲ့ဒါကြောင့်တမကလည်းဘုရားကျောင်းကိုလာတဲ့သူတွေပေးသွားခဲ့တယ်စွန်းတွေကိုစားတောက်ခဲ့ပါရဲ့ဒီလိုနဲ့ပဲတမဘုရားကျောင်းမှာနေတော့အချိန်တစ်ပတ်ကျော်ကုန်ဆုံးသွားခဲ့ပါပြီတမတရားအလုံးဘုရားကျောင်းကိုလာတဲ့သူတွေပေးသွားတဲ့မုတ်တွေကိုစားတောက်ပြီးနေထိုင်ခဲ့ပါရဲ့ညဆိုရင်တော့ဘုရားကျောင်းလေကားပေါ်မှာပဲတမအိတ်ခဲ့ပါရဲ့ တမရဲ့အချိန်လေးကကြော်လေးကိုဆိုးရွားနေခဲ့ပါပြီ။အားလုံးကတမကိုမောင်းထုတ်ကြတဲ့အထီးပါပဲ။တမကိုအလုပ်ပေးခြင်းနဲ့တော့ဘယ်သူမှမရှိပါဘူး။ဝေစာရီကလည်းအတော်လေးကိုစောင့်နေခဲ့ပြီးသပင်တွေကလည်းပွာရောင်းနေခဲ့ပါရီအခုဆိုရင်တော့တမဖះအကြောင်းအရှိမတောင်းစားတဲ့သူတယောက်ရဲ့ဘဝလိုမျိုးဖြတ်တန်းနေထိုင်နေခဲ့ရပါရီ15ရက်ကုန်ဆုံးသွားခဲ့ပါရီဘယ်အချိန်ထိငါဒီမှာနေထိုင်ပြီးစားတောက်နေအောင်မလဲအတီးရွက်တဲ့အတီးအနှံတွေပဲစားနေရတာဘိုင်းမဝရဘူးငါထမင်းစားခြင်းနဲ့တဲရောက်ကမြောင်ငါကိုထမင်းလာကြွင်ဘလောက်ကြောင်မှကောင်းလိုက်မလဲ တရက်မှာတော့လူတယောက်ရဲ့အိမ်မှာ18နှစ်ကြာမြင်ပြီးတော့မှသားလေးတယောက်မွေးဖွားလာခဲ့ပါတယ်။ဒါကြောင့်စင်ရဲသားတွေအားလုံးကိုထမင်းကျွေးဖို့အတွက်သူတို့ကဖိတ်ခေါ်လိုက်ပါတယ်။နှပိုးကလည်းအရင်ကိုသွားလိုက်တဲ့အချိန်မှာအမျိုးသမီးကမေးလိုက်ပါတယ်။ကဲတမီးလေးရေဘာစားချင်လဲ။ကျမရိုတီနဲ့ဟင်းစားချင်ပါတယ်။အိမ်မှာဒီနေ့ပူရီလုပ်ထားတယ်။နင်ရိုတီစားချင်တယ်ဆိုရင်တော့လုပ်ပေးမယ်နော်။15ရက်ကြာပြီးတော့မှနှပိုးတယောက်ထမင်းအဝစားတောက်ခဲ့ရတာပါ။သူမမျက်ရည်တောင်ကြာမိတဲ့အထိပါပဲ။ တစ်ချိန်တုန်းကတော့ဒီမရှိမှာပတ်စံတွေလက်ဝဲလက်စာတွေအများကြီးရှိခဲ့ပါတယ်။ဒီနေ့ဒီမအရန်ကိုစင်ရဲသွားတဲ့အတွက်ထမင်းတနက်စားဖို့ကိုတော့မှအတော်လေးရှုံးကန်နေခဲ့ရပါပြီ။စင်ရဲသားရဲ့ချိန်စားကတော့အလကားမသွားပါဘူး။ရော်နက်တယောက်ကအက်ဆီဒန့်ဖြစ်ပြီးသေဆုံးသွားခဲ့ပါတယ်။ဒီမရဲ့အိတ်ထဲမှာရှိတဲ့မှတ်ပုံတင်တဲ့လိပ်စာတွေကိုရရှိသွားတဲ့အတွက်ရဲတွေကလည်းဒီမကိုနေရာဆုံးမလိုက်ရှာခဲ့ကြပါတယ်။နောက်ဆုံးမှာတော့ဒီမောင်ကိုပြန်လဲရှောက်ဖွေတွဲရှိသွားခဲ့ပါတယ်။ဒါကအမရဲ့ပြည့်စုံပြီမဟုတ်လား။ကျွန်တော်တို့ပြန်လဲလက်ခံရရှိထားလို့ပါ။ ဒီအိတ်တွေကိုယူပြီးထွက်ပြေးသွားတဲ့သူကတော့ကားတိုက်ပြီးတေးသွားခဲ့ပြီဒီအိတ်ထဲမှာခမရရဲ့မှတ်ပုံတင်တဲ့တခြားလိပ်စာကတ်တွေကိုလည်းတွေးခဲ့တယ်ဒါနဲ့ဒီပစ္စည်းတွေနဲ့အဲ့ဒီကောင်လေးနဲ့ခမရဘလို့ပတ်သက်လဲနူဘိုးကလည်းဖြစ်ဖြစ်ခဲ့တဲ့ကိစ္စတွေအားလုံးကိုလည်းအမှန်အတိုင်းပြောပြခဲ့ပါတယ်ဒီပစ္စည်းတွေအကုန်လုံးကသူ့ပစ္စည်းတွေစစ်မှန်တယ်ဆိုတဲ့အကြောင်းကိုလည်းပြောပြခဲ့ပါတယ်ရဲရီကလည်းပစ္စည်းတွေအားလုံးသူ့ကိုပြန်ပေးသွားခဲ့ပါတယ်ရော်နက်ကနေရငါ့လိုမျိုးလူတစ်ယောက်ကိုစိတ်ဆင်းအောင်လုပ်ခဲ့တဲ့အတွက်ပြန်ခံစားခဲ့ရတာပဲ အခုငါဒီပတ်စံတွေအကုန်လုံးကိုကောင်းတဲ့အလုပ်တွေကိုလုပ်ပြီးတော့နေထိုင်သွားတော့မယ်။ငါအတွက်နမဲကောင်းတစ်ခုငါကိုယ်တိုင်ရှာရမယ်။နေပေါ်ကလည်းလဝိလက်စာရီရောင်းပြီးနောက်မှာတော့ထမင်းဟင်းချက်ပြုတ်ဖို့ပစ္စည်းတွေဝယ်လိုက်ပါရီ။ဒီမှာမှအိမ်ကတော့မရှိပါဘူး။ဒါကြောင့်ဖခင်ကြောင်းနားမှာပဲနေထိုင်ပြီးတော့ဒီမှာမရှိစင်ရင်သားတွေကိုထမင်းဟင်းချက်ကျွေးခဲ့ပါရီ။သူမဘွားကိုဒီပုံစံအတိုင်းပဲနေထိုင်တော့မှာပါ25ရက်ကြာအောင်သူမငငက်ပြက်ဖြစ်ခဲ့ရတဲ့နေတွေကိုတော့သူမရဲ့ဘွားမှာဘယ်တော့မှမမဟုတ်တော့ပါဘူး ။နေပိုးကတော့နေနေညဆင်းရဲသားတွေကိုကိုကြီးလှူဆောင်ပေးရင်းနဲ့နေထိုင်ခဲ့ပါရီ။တရက်မှာတော့လူတယောက်ကရောက်ရှိလာခဲ့ပြီးသူ့ကိုပြောခဲ့ပါရီ။နေကဆင်းရဲသားတွေကိုတလောက်တောင်မှအကူအညီပေးနေခဲ့တာဘာရီများရှာလို့လဲ။ဆင်းရဲသားတယောက်ကနမေကောင်းရှာဖို့အတွက်လေးစားခံရဖို့အတွက်ကလွယ်လို့ဘာမှမလိုချင်ဘူး။ဆင်းရဲသားတွေကပတ်စံလဲလို့အပ်တယ်။နေလုံးနေတဲ့အလုပ်ကဘာပတ်စံမှရတာလည်းမဟုတ်ပဲနဲ့ဘာဖြစ်လို့လုံနေရသေးရလဲ။နေအခုလိုလုံနေတဲ့အလုပ်အတွက်တခုခုပြန်ရသင့်တယ်လေ။ဒါမှနေဒီအလုပ်ကိုအမြဲတမ်းလုံနိုင်မှာပေါ့။ အဲ့ဒါကြောင့်ဒီနေရာမှာနေအလှကံပုံးတစ်ခုထားလိုက်လူတွေကနေကိုစေတနာရှိသလောက်ထဲဝင်လှူဒန်းသွားလိမ့်မယ်ဒါဆောင်နေတွက်လည်းအဆင်ပြေတယ်အားလုံးတွက်လည်းအဆင်ပြေသွားမှာပေါ့ဒီနောက်မှာတော့နပေါ်ကလည်းအလှကံပုံးတစ်ခုထထားခဲ့ပါတယ်လူတွေကလည်းသူမကိုကြည့်ပြီးတော့ပျော်ရွှင်ဝမ်းသာစွာနဲ့အလှငွေတွေအများကြီးလှူဒန်းသွားခဲ့ကြပါတယ်နပေါ်ကတော့အခုဆိုရင်အခုညတစ်ခုရရှိသွားခဲ့ပါပြီသူမရဲ့အလှတွေကိုလည်းအရင်တုန်းကထပ်ပေါ်မလောက်ကိုင်းနိုင်သွားခဲ့ပါတယ်သူမအခုလိုမျိုးစ조사နေရကိုတွေ့ခဲ့ရတဲ့အခါမှာသူမကိုအကူအညီပေးမဲ့သူတွေနောက်ထပ်အများကြီးတိုးပွားလာခဲ့တာကိုလည်းတွေ့ခဲ့ရပါဗျ။ နပိုလီယံကြိုးစားအားထုတ်မှုကြောင့်သူမတဖြည်းဖြည်းနဲ့အများကြီးအောင်မြင်လာခဲ့ပါတယ်။အရန်ကိုချမ်းသာတဲ့သူတွေကသူမကိုအလိုချမ်းတွေအများကြီးလှူဒန်းပေးခဲ့ကြပါတယ်။ဒီနောက်သူမကနောက်ထပ်ဟင်ထမင်းတွေအများကြီးချက်ပြီးလှူဒန်းပေးနိုင်ခဲ့ပါတယ်။သူမအသက်ရှင်ဖို့အတွက်ယောက်ျားတယောက်ကိုလည်းအားကိုးစရာမလိုအပ်တော့ပါဘူး။စည်ရဲသားတွေရဲ့တောင်းဆိုတွေကသူမအတွက်တော့အားအင်ဖြစ်စေပါတယ်။သူမအခုလိုမျိုးကြွေးမွေးနေတဲ့အတွက်ဘယ်သူရှိကမှပတ်စံမယူခဲ့ပါဘူး။စိတ်အားထက်သန်တဲ့သူတွေကတော့သူမကိုလှူဒန်းနိုင်ပါတယ်။ နပေါ်ကတော့သူမဘောမှမရရှိခဲ့တဲ့တိတ်ခါတရားကိုပြန်လည်ရယူနိုင်သွားခဲ့ပါတယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။